နိခမတိတသောမနတဖြင့်တဲ့နိခမတိတသောမနတဆိုတာဝိပဿနာတရားအထုတ်လို့စိတ်ကျဉ်납ပြီးပြောနေတဲ့ဝန္တာမှုဖြင့်တရားဓမ္မရလို့စိတ်ညစ်နေတဲ့ဟာကိုဖယ်ရှားပြစ်ပါတဲ့ဟောဝိပဿနာဉာဏ်မတက်လို့စိတ်ညစ်နေတဲ့နိခမတိတသောမနတကိုဖယ်လိုက်ပါလို့ဒါလို့ဆိုတယ်ဒါကြတော့သဘောချင်းမတူဘူးသောမနတကိုထူထောင်ပြီးတော့ဒေါမနတကိုဖယ်ခိုင်းတာခုနကတည်းက तू ကလွယ်ကူတဲ့နေစနစ်ကလေးတွေကိုမျက်စောပြအရင်ဟောလိုက်တာဟောပြီးတဲ့အခါမှာ ဒီတရားတို့မရလို့ဝမ်းနေနေတယ်ဆိုတာလည်းအကောင်းမှမဟုတ်တာဘူးအကောင်းပဲကိုတော့ဥလိပြနိုင်နေတယ်သို့တော့သူကတဘာဝအဖြစ်အကောင်းမဟုတ်ဘူးလေဒေါမနတဆိုတာအကုသိုလ်ပဲဖြစ်တာကိုအဲ့ဒါကြောင့်မလို့အဲ့ဒါကိုလည်းဒေါမနတနဲ့အစားထုတ်ပြီးတော့နိခမ္မတိတနိခမ္မတိတခြင်းနဲ့ဒေါမနတနိခမ္မတိတဒေါမနတကိုနိခမ္မတိတဒေါမနတနဲ့ဖယ်ရှားလိုက်တာဟောနောက်တစ်ခုနိခမ္မတိတဒေါမနတဝန်တာနေတာကောင်းသလားလို့ဆိုဝန်တာနေတာစိတ်တည်ငြိမ်မှုမဟုတ်ဘူး ဒါကြောင့်မို့လို့သူ့ကိုလည်းပဲနိခမတိတဥပိ္ပခာနဲ့တဲ့နိခမတိတသောမနတော့ဖယ်ပလိုက်ပါဦးမယ်ဟာစိတ်ချက်ကငြိမ်သွားတယ်ပိုတက်လာနော်ဥပိ္ပခာဆိုတာစိတ်ကလေးတည်ငြိမ်မှုရသွားတယ်အနေထားပဲအဲ့တော့သောမနတဆိုတာဝန်တာနေတာမတည်ငြိမ်တဲ့အောက်အဆင့်နေစိတ်လှုပ်ရှားမှုဆိုတဲ့အဆင့်နေရှိတယ်အဲ့ဒီလှုပ်ရှားမှုကင်းပြီးတော့တည်ငြိမ်သွားတာကြတော့ဥပိ္ပခာနိခမတိတဥပိ္ပခာကိုအမိပြုပြီးတော့တဲ့နိခမတိတသောမနတကိုဖယ်ရှားလိုက်ပါလို့နံပါတ်6မှာဒီလိုမျိုးဆိုပြဖယ်ရှားခိုင်း